ိုင်းအစိုးရကအထောက်အထားမရှိသူတွေကိုတရားဝင်အလွတ်လုခွင့်အတွက်ဗတ်အသေးရိုက်ပေးမယ့်အစီအစဉ်ရပ်ဆိုင်းလိုက်တဲ့နေ့မှာပဲစမုတ်စခွန်ခရိုင်မှာဗတ်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုံသားတရားကြော်ဖမ်းဆီးခံလိုက်ရပါတယ်။ထိုင်းအစိုးရဟာအထောက်အထားမရှိသူတွေအတွက်အော်တိုဘာ15ရက်နေ့ကနေအော်တိုဘာ29ရက်တွင်ဗတ်အသေးလုပေးဖို့စီစဉ်ထားတဲ့လုပ်ငန်းစဉ်ကိုယာယီရပ်ဆိုင်းလိုက်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကမနေ့ကကြေညာခဲ့တာပါ။ထိုင်းကမ္ဘောဒီးယားနေဆက်ပြဿနာတွေကြောင့်ဗတ်အသစ်ရိုက်ပေးဖို့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆောင်းလိုက်တာဖြစ်တယ်လို့အကြောင်းပြထားပါတယ် ဒါပေမဲ့ဘယ်အချိန်မှလုပ်ငန်းစဉ်ပြန်ဆမယ်ဆိုတာကိုတော့ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ထိုင်းအစိုးရကအဘက်အသေးရိုက်ပြဖို့ရွှေဆိုင်ချောင်းကျင်းကြတဲ့မနေ့ကပဲဇမွန်ဆောက်ခွန်ခရိုင်ကအခော့ခံအရက်မှာဘက်အသေးရိုက်ဖို့စောင့်နေတဲ့မြန်မာလုပ်သားတရနှုတ်ဦးဟာအဖွဲ့ဆောင်ပါတဲ့ထိုင်းအာဏာပါတွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။လက်တလောထိုင်းနိုင်ငံမှာဘက်အသေးရိုက်ဖို့စောင့်စားနေတဲ့မြန်မာတွေတန်းချီရှိနိုင်တယ်လို့ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း SED Director ဦးထွေးချက်ကခံမှန်းပါတယ်။ ိုက်ရိုက်မပေးခင်ကြားမှာတော့ဖမ်းဆီးတွေပိုကျလာနိုင်လို့ဂရုပြုနေထိုင်ကြဖို့ပြောချင်ပါတယ်လို့သူကဆက်ပြောပါတယ်မြန်မာလူသားတရားကျော်ဖမ်းဆီးခံခဲ့ရတာဟာဘွဲစားတွေကြောင့်ဖြစ်တယ်လို့ထိုင်းရောက်မြန်မာလူသားများအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ဦးဆောင်တာဝန်ခံကိုရဲမင်းကပြောပါတယ်မြန်မာပွဲစားအချင်းချင်းအဝေမတက်မနာလို့ဖြစ်ကြပြီးဘွဲစားတူကနေရအတိအကျနဲ့ထိုင်းလဝကမှတိုင်လို့မဖြစ်မနေဝန်ဖမ်းရကြောင်းကိုရဲမင်းကသူကြားတိထားတဲ့အခြေအနေကိုပြောပါတယ် ဖန်စီခရယသူတွေရှိပေမဲ့ပွဲစားတွေဘက်ကတော့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့သူကဆက်ပြောတာပါဖန်စီခရယသူတွေဟာပြည်တွင်းမှာနေလို့မရတာကြောင့်အကျွေးတင်ခံပြီးလာရောက်သူတွေများပြားတယ်လို့ကိုရဲမင်းကပြောပါတယ်ထိုင်းအစိုးရဟာနိုင်ငံတွင်းမှာတရားမဝင်လာရောက်သူတွေအများပြားရှိလာခြင်းနဲ့လုပ်ငန်းခွင်မှာလုံသားလိုအပ်ချက်တွေအရအထောက်အထားမရှိသူတွေကိုတရားဝင်အလုပ်လုပ်ခွင့်ရအောင်နှစ်စဉ်ဗိုက်ရိုက်ပေးတာတွေလုပ်နေရှိပါတယ်ဒီနှစ်ထဲမှာဗိုက်ရိုက်တဲ့လုပ်ငန်းစဉ်တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီအခုတစ်ကြိမ်ဟာဒုတိယတစ်ကြိမ်ဖြစ်ပြီး ယာယီရွှေ့ဆန်းလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီလိုဘတ်အသေးရိုက်ပေးတော့ကိုပန်းရောင်ကပ်အလုပ်ပေးတာလို့လည်းခေါ်ကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလုပ်ငန်းတွေရပ်ဆိုင်းကုန်တော့စီးပွားရေးကျတဲလာတာကြောင့်အလုပ်ကင်ရှားပါတာစစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေမနေရတာနဲ့နိုင်ငံရေးလှုပ်ဆောင်မှုတွေကြောင့်လူငယ်အများပြားဟာဌာနနိုင်ငံအတွင်းကိုအလုံးအရင်နဲ့ဝင်ရောက်လာနေပါရှင့်